နမေကြီးတဲ့နုပညာရှင်တိုင်းကိုဝေဖန်တက်ပေမဲ့စုပန်ချွာရဲ့စိတ်လဲစွတ်လစ်တုတ်ခဲ့ဘူးတဲ့နောက်အเจ้าနေပေါ်ထွက်လာတဲ့သမီးစုအားလုံးမင်္ဂလာပါဒေဆလီဘယ်ဒီနုပေးကနေပြန်လေကကြိုဆိုလိုက်ပါရီသမီးစုကမြန်မာနိုင်ငံမှာနမေကြီးရဲ့ဆယ်လီတယောက်ဖြစ်လူသိများခဲ့တာအချိန်တော်ကြာသွားခဲ့ပါပြီရုပ်ရည်နဲ့ပတ်သက်လာရင်ကိုယ့်ကိုယ်ကိုယုံကြည်မှုပြည့်ရှိတဲ့သမီးစုဟာအခြားမင်းသမီးတွေရဲ့ရုပ်ရည်ကိုလည်းအာမနာတဲ့ပြောတတ်ပါရီ နမဲကြီးတဲ့နုပညာရှင်တွေကိုဝေဖန်ကြိတ်တဲ့သူဖြစ်ပြီးတော့ဝမ်မုံရွှေကြီးကိုလည်းနှုတ်ခမ်းမလာတဲ့အကြောင်းမိတ်ကပ်မလိန်ထားရင်ဝမ်မုံရွှေကြီးကတယုံမှဖွားကြီးနဲ့တူနေပြီးနှက်ခမ်းကလည်းဘွေးရှိပုံစံမရှိလို့လက်လာလေးဖြစ်မနေဘူးလို့ပြောခဲ့ဘူးသူပါ။ဒါကြောင့်ဝမ်မုံရွှေကြီးနဲ့ပရိသတ်တွေနဲ့လည်းတပွဲတလန်ကဲဆက်ခဲ့ဖို့တဲ့သမီးဆိုးဖြစ်ပါရင်ပူဇာပြုခင်မြတ်သူသူမိဘကြီးအေတင်ကိုတသသစတဲ့နမဲကြီးတွေနဲ့နှွဲခဲ့ဖို့တဲ့သမီးဆိုးဟာပန်ဆယ်လုံးနဲ့တွေ့မှာပဲနောက်ဆုံးနေပေါ်ထွက်လာပါတော့တယ်။ ီရက်ပိုင်းမှာတော့တမီးဆိုးဟာပန်ဆယ်လိုကိုမထီတတိရန်စနေခဲ့ပြီးပန်ဆယ်လိုကစောင့်ကြည့်နေပါသေးတယ်။တိမခန်နိုင်တဲ့နောက်မှာတော့တမီးဆိုးကိုတုတ်ပြန်ရင်းနဲ့စုပန်ထွားရဲ့စိန်လက်စုပ်ကိုခိုးခဲ့ဖို့တဲ့အကြောင်းတွေပေါ်ထွက်လာခဲ့ပါတယ်။လွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကစူပန်ထွားကအမေရိကန်ကိုဖျော့ပြေးရေးပွဲလာရင်တမီဆိုးနဲ့စုံမိပြီးတော့တမီဆိုးကစူပန်ထွားရဲ့စိန်နှက်စုပ်ကိုခိုးခဲ့တယ်လို့ဆိုပါတယ်။စူပန်ထွားရဲ့စိန်နှက်စုပ်ပြောက်တဲ့အချိန်မှာတမီဆိုးကငြင်းပင်မဲ့လေတေချာရှာကြည့်တဲ့အချိန်မှာတော့တမီဆိုးထံမှတွေ့ခဲ့ပါတယ်။ အဲ့တော့မှသာစတာနောက်တာပါဆိုပြီးတော့ရောချသွားတဲ့သမိုင်းတွေရှိခဲ့ဘူးတဲ့ကြောင့်ပန်ဆယ်လိုကအချက်လက်နဲ့ထုတ်ပြောလာခဲ့ပါတယ်။သမီးဆိုကတော့စုပန်ထွားရေးစိမ့်လက်စုပ်ကိုမခိုးဘူးဆိုပြီးတော့ညင်းနေပေမဲ့လည်းစုပန်ထွားကဒီကိစ္စကိုမဖြေရှင်းပေးခဲ့ပါဘူး။သမီးဆိုကတကယ်ပဲလက်စုပ်ကိုမခိုးသွားခဲ့ရင်စုပန်ထွားကတငယ်ချင်းရဲ့ဂုဏ်သိက္ခာအတွက်ဖြေရှင်းပေးမှာဖြစ်ပေမဲ့လည်းအခုတော့စုပန်ထွားကသမီးဆိုနဲ့အပေါင်းအသင်းတောင်မှမလုပ်တော့ပါဘူး။အဲ့ကလေးကတငယ်ချင်းကပြတ်သွားခဲ့ပြီးသမီးဆိုနဲ့ဆက်သွယ်လည်းမရှိတော့ပါဘူး။ဒါကြောင့်သမီးဆိုတယောက်စိမ့်လက်စုပ်ခိုးတာကတကယ်ပဲလား ဆိုပြီးတော့အားလုံးကစိတ်ဝင်စားနေကြပါတယ်။တမီးစွာအမှုပညာရှင်တွေကိုလိုက်လံကဲ့ရိတ်တတ်ပေမဲ့လည်းအခုတော့သူ့ရဲ့နောက်ကျောင်းတွေပေါ်လာလို့ရှက်စရာဖြစ်နေရပါတယ်။ သမီးစုဟာခြားသူတွေကိုတော့လိုက်လွင့်ပြီးတော့ပွဲဖြစ်လေရှိပေမဲ့အခုတော့ငင်းချက်သားကောင်းနေတာကြောင့်လက်စုပ်ခေါ်တာကိုတွယ်ဝိုက်ပြီးတော့ဝန်ခံလိုက်တာလားလို့လည်းပြည်သက်တရားသိနေကြပါရည်။ဒါပေမဲ့သမီးစုကိုလေအားပေးတဲ့သူတွေရှိပြီးတော့ထေတိုးတွေပြောတတ်တာကြောင့်ချစ်နေကြသူတွေလည်းမနေပါဘူး။သမီးစုကအမေရိကန်နိုင်ငံမှာနေထိုင်နေရင်းနဲ့အခြားမိန်းသမီးတွေရဲ့မိကပ်ပြင်ဆင်ဝတ်စားပြင်ဆင်တွေကိုလည်းဆရာလုပ်တဲ့သူပါ။အချို့တွေကတော့သမီးစုကအွန်လိုင်းမှာဈေးအောင်မကောင်းရင်ပွဲရှာတတ်တယ်လို့ပြောကြပါရည်။သမီးစုကအမှုပညာရှင်တွေကိုမထီတထီရေးတတ်တာကြောင့် အချို့တွေကဖြေရှင်းကြပါမယ်လေနောက်ပိုင်းမှာတော့သူ့ကိုလွတ်ထားလိုက်ပြီးဘသူကမှဖတ်မလို့ကြတော့ပါဘူးသူ့ကိုအားလုံးကမိနေတဲ့အချိန်မှာပဲစုပန်တော်ရဲ့စိတ်လက်စုတ်ကိုခိုးခဲ့တယ်ဆိုတဲ့ကိစ္စကပေါ်လာခဲ့တာပါအချိန်တွေကကြာသွားပြီဖြစ်ပေမယ့်မကားမှုဆိုတာစိတ်ကိုရမရှိပဲအချိန်တရင်တော့ပေါ်လာတတ်ပါတယ်ပွဲတိုင်းမှာအလန်ထူခဲ့သမျှသမီးဆိုးကတော့စုပန်ထွားဖြည့်ရှင်းပေးတာကိုလည်းမခံရပဲလက်ရှိမှာတော့စိန်လက်စုတ်တစ်ခုဖြင့်ဆွဆွဲခံနေရပါသည် ်ပြိသက်ကြီးရောသမီးစိုးရဲ့ပြောတွေကိုသဘောကျရဲ့လားစုပန်ထွေရဲ့စင်လက်စုပ်ကိုသမီးစိုးကခိုးရဲဆိုတာတကယ်ရောဖြစ်နိုင်မှာမလားဆိုတာကိုမမရေးခဲ့ပေးပါအောင်ရှင်ကြည့်ရှုပါပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်